သူရဲでは့မွန်絵を見ながら質問を聞いてください。矢印の人は何と言いますか ?1 から3の中から一番いいものを一つ選んでください。 ဒါဆိုရင်မေကုံပုံစံလေးတည်သွားပြီပေါ့အဲ့တော့မွန်တိုင်းဆန်ရဲ့မေကုံပုံစံကသူပြောထားတယ်မွန်တိုင်းဆန်တယ်ဝါအေအိုမီနာကတာရှီဆမွန်ဝခီတေကရာဆိုင်အဲ့ပုံကိုကြည့်ရင်းနဲ့မေကုံကိုနားထောင်ပြီးပါတဲ့ပြီးရင်ယာဂျီရူရှီနိုဟီတိုဝါနန်တိုအီမတ်ကာညာတို့ထားရဲ့လူကဘာလို့ပြောပါတလေတဲ့အစ်ကြီးကတာဆန်နိုနာကာကာတာတကကနေသုံးထွန်းကနေပြီးတော့ 一番いいものを一つ選んでください。အဖြေမှန်ဆုံးတစ်ခုကိုရွေးချယ်ပြီးပါလို့သူကပြောထားတယ်။အဲ့တော့ပေးထားတဲ့အဖြေကသုံးခုရှိတယ်။ဒါပေမဲ့အဲ့ဒီသုံးခုလုံးကိုချပြီးရွေးထားမှာမဟုတ်ဘူး။ listen နဲ့မှာတခါတည်း ichi ni san ဆိုပြီးတခါတည်းအဖြေပါထည့်ပြီးတော့ပြောထားမှာဖြစ်တယ်။အဲ့အတွက်ကိုဒီကကိုရွေးလိုက်တဲ့အဖြေနဲ့နံပါတ်နဲ့ကတော့ကောက်ကိုက်ညီမှုရှိအောင်လို့ကိုတိချားတော့နားထောင်ဖို့လိုတယ်။ဒီပုံလေးကဖြေဖို့လေးလွယ်တယ်လို့ခတ်တယ်ဆိုတော့အပိုင်းနဲ့ပါတယ်။သူပေးထားမှာဆိုတော့ပုံတစ်ပုံပဲရှိတယ်။အဲ့ဒီ ုံထဲမှာမြှားထိုးထားတဲ့သူဘာပြောလဲဆိုတာပဲကိုနားထောင်ပြီးတော့တက်ကနေသုံးဝအတွင်းကအဖြစ်ကိုပြန်ပြီးတော့နားထောင်ပြီးပြန်ရွေးပြရမှာဖြစ်တယ်။အဲ့တွင်အခုစပြီးတော့အချိစပြီးတော့လုပ်ကြည့်ကြမယ်နော်။では練習しましょう。 ဲ့တော့စပြီးတော့လာပြီအဲ့တော့အချစ်ဘတ်နံပါတ်1ရဲ့ပုံလေးမှာဆိုရင်ကြည့်လိုက်ရင်မြှားထိုးထားတဲ့သူကဒီမှာသမင်းအတူလေးနဲ့သူကိုမြှားထိုးထားအဲ့တော့အဲ့ဒီလူပြောမိစကားကိုပဲကိုကဘာလေးဆိုတာကို1နဲ့3ဆိုရဲ as အဖြစ်လဲဘာမှမပေးထားရဖြစ်တဲ့အတွက်အဲ့ဒီလူဘာပြောလေးဆိုရဲစကားအဲ့ဒီစကားကိုပြန်တုံ့ပြန်ပေးရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကြည့်ရအောင်နားထောင်မင်းစပြီးတော့1番1番友達が かわいいネックレスをしています。かわいいネックレスをしています。かわいいネックレス。ネクレスネクレスを見れば、そういうこと。私たちが、私たちが、そういうことを知っている。買った店が知りたいです。買った店が知りたいです。買った店、買った店は、ウェイグレスを知りたいです。って言 何と言いますか何と言いますかパルパルပြောမနေတဲ့အဲ့တော့ကိုကတငယ်ချင်းဝယ်ခဲ့တဲ့ဆိုင်ကိုသိချင်ဘလို့မေးမလဲအဲ့တော့တက်ကနေသုံးတွင်ကြည့်အောင်တသေချာနားထောင်မယ်ជីជីどの店で買うつもりですか買うつもりですかどの店で買うつもりですかつもりですかルパビスレアမဟုတ်တော့ဘူးဘယ်မှာဝယ်ဖို့ရည်ရွယ်ထားလဲလို့သူကမေးတာ အဲ့ဒါတော့မဖြစ်တာအဲ့လိုမမေးဘူးလေနော်ဘာမှဝေခဲ့လေလို့ပဲမေးမှာပေါ့အဲ့တော့ ichi တော့မဟုတ်တော့ဘူးနော်ညိုနားထောင်မယ်ညိညそれはどこで買ったんですかそれはどこで買ったんですかだがベニヤマウェケだれそれはどこで買ったんですかてちゃなထောင်ဘူးတော့တို့နေနော်အဲ့တော့ဆိုဒါလေးနိဗ္ဗာန်ကအဖြစ်မှန်မယ်လို့ထင်တယ်အဲ့ညိုခဏယာထားမယ်နော်3 ったかどうか教えてください。買ったかどうか教えてください。ウェケラムウェギブラスラゴで教えてください。とぴゃびばで。ウェラムウェブラスラぴゃびばそれ。あつめんそんなかみで。メコマそういん。ベアかあちまんဖြစ်သွားလဲ。ニバン。ナマ2かあちまんဖြစ်သွားတယ်。ဟုတ်လားမဟုတ်လားကြည့်ကြပဲ。နော်။ तू आ ဘယ်မှာဝေခဲ့လဲဆိုတာကိုသိစင်တာလीနော်။အဲ့ဒါဆိုရင်ဘယ်လိုမေးမလဲ။ဟုတ်တယ်။ニバン。 အဲ့လိုလေးဖြေရတာအဲ့တော့သူပြောလိုက်တာ तू ကမေးချင်တာဘလို့မေးချင်လဲအဲ့ဒီစကားပေါ်မှူတည်ပြီးကိုကတင်းကနေသုံးအတွင်းမှာပြန်ပြီးရွေးပြလိုက်ရောပဲအခုနိပောင်လေးချင်းကြမယ်နိပောင်机の下に自分の消しゴムが落ちましたうん自分の消しゴムが落ちましたあれ子へ毛病あんま追いてもな毛病がりじゃあれえっとみんなね顔にやばるよもれ 友達にとってもらいたいです。友達にとってもらいたいです。とってもらいたいです。が、把你去看一次呢。当月经我去看一次呢。刚看一次呢。我 TV 开表了。何と言いますか？何と言いますか？不如表明嘞。一一。一あ、消しゴムを取ってあげようか。取ってあけるか。 တုတ်တဲ့အခေရုကအခေရုဆိုရင်ပေးတာလीเนาะအကွာပေးရတဲ့အကြောင်းမဟုတ်တဲ့အတွက်အခေရုလို့ကြားပြီဆိုရဲကဒီအဖြစ်ကိုရွေးဆက်စရာအကြောင်းမရှိတော့ဘူးနိနိごめん消しゴムを拾ってくれる消しゴムを拾ってくれるあれ拾いますかかよって拾ってくれるじゃかぶいもらるって言うたぼเนาะあれ二番のつけないでしよเนาะ3まで借りなたおめ3 3ねえ 消しゴムが落ちたそうだよ。落ちたそうだよ。あ、ケビアじゃれポンさんめ。落ちたそうだよ。ケビアじゃれポンめ。えと言うら。အဲဆမ်းမာတော့မဖြစ်နိုင်ဘူးလीနော်ကိုကဒါကိုကောက်ခိုင်းစီတင်တာလीနော်အဲ့တွင်နိဗ္ဗာန်ကစကလုံးနိပဲဖြစ်မယ်ထင်တယ်အဲ့တော့ကြည့်ရအောင်အဖြေလေးကပါဖြစ်မယ်ဟွန်းဟုတ်တယ်နိဗ္ဗာန်ကြီးမှာပါဘီအဲ့ဆမ်းဘန်စကြည့်မယ်ဆမ်းဘန် エレベーターの中です。他の人が降りた後で降ります。何と言いますか一。どうぞお先に。どうぞお先に。たすえいぞんとはねばるぴょら。えろ、えりゅうはなまだみずろ。えなかるりご、えいぞんとはねばるぴょめじゃ。いちやぴめまほらぷら。のにべまなたまえ。に。 前へ行きます。前へ行きます。3、後でお願いします。後でお願いします。します。သူကနောက်မှသွားမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ဆုံးသွားပါဆိုရင်အိုစာကီနီပြောပါပေါ့နော်အဖြေမအချီပဲဟုတ်တယ်အချီပဲမှန်သွားပြီအဲ့ဒါယွန်းဘန်စပြီးတော့ကြည့်မယ်နော်ယွန်းဘန် 友達がカバンをしめるのを忘れています。うん、友達があれ、あカバン一個をれ、背部をじゃこ閉める、見るわれ忘れたんです。やむの？と見るわれこの背部何と言いますか？何と言いますか？ブルピオマレ。あ、背部見るわれ。カバン一個何ピオを開けておいてね。二。 バンが閉まったままだよ。カバンが閉まったままだよ。閉めたら閉たやたいね、閉たにろうめ。3カバンが開いているよ。カバンが開いているよ。အဲဒါဆိုရင်အကပွင့်နေတယ်နော်ပြောလက်ရှိမှာလည်းပွင့်နေတာလေနော်အဲ့တော့ I they do ညောလို့ပဲပြောမှာပေါ့နောက်ဆုံးစမ်းပန်လေးကအဖြစ်မှန်ဖြစ်မယ်ထင်တယ် သူကခါပန်းအိတ်ပွင့်နေတာကောင်းကြီးအဲ့တော့ကောင်းမလေးကဘယ်လိုပြောမလဲအိတ်ပွင့်နေရောလို့ပဲပြောမှာပေါ့နော်အဲ့တော့ဆန်းပန်းအချိန်မှဖြစ်လောက်တယ်ကြည့်ရအောင်ဟုတ်တယ်မှန်ပါပြီနော်အဲ့ဒါနောက်ဆုံးအပုတ်လေးကောပန်းလေးကြည့်ရအောင်5ဘန်ပါရေးထားလေ読み方が知りたいです読み方が知りたいです知りたいですは知ってね読み方それパパオパンに知ってね何と言いますか 何と言いますか何と言いますか ?1 どうやって書いたんですかどうやって書いたんですか書いたんです何と書いてあるんですか <laughs> နန်တိုခိုက်တဲ့အရွန်ဒက်ကဘာလို့ရေးထားတာလဲနန်တိုဒါဆိုဒါတရတော့ဖြစ်နိုင်ရတယ်နော်ဘာလို့ရေးထားတာလဲတော့ဖတ်တဲ့နည်းလမ်းသိချင်တယ်တော့ဘာလို့ရေးထားတာလဲဆိုတာလေးနိဗ္ဗာန်ဖြစ်နိုင်နေ3何を書いておきましょうか何を書いておきましょうかဘာကိုရေးထားရင်ကောင်းမလဲနော်ဒါကိုပြောတာပေါ့အဲ့ဒါဆိုရင်အဖြစ်မှန်လေးကဘာဖြစ်မလဲကြည့်ရအောင်နိဗ္ဗာန်ဖြစ်နေတယ်နော်ဘာရဘာလို့ရေးထားတာလဲလို့ပြောမှာပေါ့ Okay. အဲ့ဆိုရင်ဒါလေးကတော့ငါးပုတ်ပဲရှိမယ်ပေါ့နော်မွန်တိုင်းဆန်အပိုင်းမှာဆိုရင်အဓိကကသူပြောလိုက်တဲ့ခွန်းတုတ်စကားရဲ့မိကုံးကဘာမေးတာလဲဆိုတာကိုသိရမယ်ဆောင်းတော့ကလူမျိုးဆိုရင်တော့ဖတ်ပုံနီလန်သိကျင်တာဖြစ်တဲ့အတွက်ဘာလို့ရေးထားတာလဲဆိုရဲအဲ့အမျိုးပေါ့အဲ့လိုလीတော့အယူအဆလေးတည်သိရမယ်ပေါ့နော်ဥပမာစာတောက်ဆိုင်ထဲမှာဆိုရင်စာတောက်ဆိုင်နဲ့သက်ဆိုင်နဲ့ဇက်ကပြောအယူအဆလေးကိုတည်ထားရမယ်အဲဓမ္မမဟုတ်စာသင်ခန်းဆိုတဲ့စာသင်ခန်းထဲမှာတုံးနေဇက်ကပြောအယူအဆလေးတွေတည်ထား ားရမယ်။သနာကလို့အိုဆာကီနီဒိုးဆိုကျတဲ့အတော့နှုံးဆိုရင်ကိုကနောက်မှသွားမှဖြစ်တဲ့အတွက်အနောက်ကလူတွေကိုအယူဆုံးသွားနှစ်ကျတဲ့ဒိုးဆိုအိုဆာကီနီဆိုရဲအယူဆလေးတွေတုံးတော့ကိုသိထားရင်ဒီမောတိုင်ချန်အပိုင်းကအယံကိုလွယ်တယ်။အဒီကသူကပုံမဲ့ပြီးရတာဖြစ်တဲ့အတွက်ကိုရီနေနဲ့တတိထားရမှာက တကနီသုံးအတွက်မှာနမတ်နဲ့ပေပြောတဲ့ဇာကားနဲ့ကိုက်ညီမှုရှိဖို့လိုတယ်။အဲ့ရလဲမိတတယ်ပေါ့နော်။သူကပေးထားတာမဟုတ်တော့လीနော်။ကိုကပြောလိုက်တဲ့အမှန်တော့တည်တမဲ့ကနန်းကိုမမီရင်လည်းခက်ခဲနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီအပိုင်းရောက်လာတဲ့အချိန်ကျရင်ဘီနတ်မှာအကျန်းလေးနဲ့မှတ်ထားမယ်။တက်မှာဆိုရင်တော့ဘာကိုအတူတူပြောသွားလဲ။နှစ်မှာဆိုရင်တော့ဘာပြောသွားလဲဆိုရဲအရာလေးကိုမှတ်ပြီးတော့ပြောရင်ပို့ပြီးတော့အဆင်ပြေပါတယ်ပေါ့နော်။